ါရှင်ဒီနေ့မှာတော့ကျမကကုကုကုခွင့်လွှတ်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြောပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့လူတွေက ူများကိုခွင့်လွှတ်ဖို့တော့မလွယ်ချင်လွယ်သေးတယ်ကိုကိုကိုခွင့်လွှတ်ဖို့ကြာရင်တအားခက်တက်ကြတယ်ကိုလိုခဲ့မိတဲ့အမားတွေကိုထပ်တလဲလဲထပ်ပြီးတော့တွေးတယ်ပြီးရဲ့အခါမှာအဲ့ဒီအမားတွေအကြောင်းအနေပြီးတော့တွေးရင်တွေးရင်လည်းပို့ပြီးတော့စိတ်ဆင်းရဲလာတယ်အဲ့လိုအမားတွေကိုမလိုချင်ဘူးမလိုချင်ဘူးနဲ့နောက်ထပ်အဲ့ဒီလိုအမားတွေပေါ့နော်အလားတန်တူတဲ့အမားတွေကိုပဲထပ်တလဲလဲလုံမိတတ်ကြတယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ကိုကိုကိုခွင့်မလွှတ်နိုင်တဲ့အတွက်ဖြစ်တာပဲဖြစ်ပါရဲ့ရှင်အဲ့တော့ကိုကိုကိုကျွန်တော်ဘယ်လိုခွင့်လွှတ်မလဲ ော်အဲ့တော့တစ်ခါတလေမှကျမတို့ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်စဉ်းစားမယ်ဆိုလို့ရှိရင်လူတယောက်ပါပေါ့နော်အကြောင်းအရာဒီအမှားကိုဒီအချိန်မှာလုတ်တက်ကြတယ်ဆိုတော့အတိညာမရင်ကျက်တည်းရဲ့အချိန်မှာလုတ်တက်တယ်အချိန်နေနဲ့အချိန်ခါကပြီးလာတဲ့အခါမျိုးပေါ့နော်အချိန်နေနဲ့အချိန်ခါကိုယ်တိုက်တွန်းနေတဲ့အခါမျိုးမှာလေလုတ်တက်တယ်ဖြစ်သွားတတ်တယ်ပေါ့ ပြီးတဲ့အခါမှာပတ်ဝန်းကျင်ကြောင့်လည်းဖြစ်တတ်တယ်ပတ်ဝန်းကျင်တော့ပါလဲဆိုတော့ကိုကိုဒီလိုအမားမျိုးမလောက်အောင် control လုပ်ပေးမဲ့သူဘေးကနေပြောပြပေးမဲ့သူမရှိတဲ့အခါမှာလည်းအမားတွေလုတ်တက်ကြတယ်ပေါ့နော်ဆိုတော့အစသဖြင့်အကြောင်းတရားတွေကတော့အများကြီးရှိတယ်ဒီလိုအခြေခံအချက်ကလေးတွေကတော့ဒါ လုံးမိတက်ကြတဲ့အများသောအားဖြင့်ပေါ့နော်အချက်လေးဖြစ်တဲ့အဲ့ဒီခါကျတော့ကျွန်တော်တို့ကသွေးအေးသွားတဲ့အခါဒါမှမဟုတ်အသက်ရွယ်ကြီးရင်လာတဲ့အခါမှာကျတော့အဲ့ဒီအကြောင်းအရာကိုပြန်တွေးလိုက်တဲ့အခါမှာကိုကိုကိုခွင့်မလွတ်နိုင်ဖြစ်ရတယ်။ငါဘာလို့အဲ့ဒီတုန်းကလုပ်ခဲ့မိတာလဲ။ငါဓာကြီးကမှားမှန်းသိရတဲ့ငါလုပ်ခဲ့မိတာဆိုတော့စသဖြင့်ဘာဖြစ်လဲဆိုတော့ငယ်ရွယ်စဉ်မှာဖြစ်ခဲ့တဲ့အမားတွေကိုလက်ရှိအချိန်အထိပြန်ယူလာပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောလို့မဆုံးနိုင်အောင်ဖြစ်တာ။အဲ့တော့ကိုနဲ့အစ်စ်ထက်တွေ့တဲ့လူတွေ ကိုနဲ့ပတ်သက်တဲ့လူတွေလက်ရှိချိန်မှာတွေ့နေရလူတွေပတ်ဝန်းကျင်အကုန်လုံးကိုပတ်ဝန်းကျင်အဟောင်းကအဖြစ်ပြက်အဟောင်းတွေအကုန်လုံးကိုတည်ဆောင်လာပြီးတော့ဒီအကြောင်းကိုထပ်ပြီးတော့ကိုက remind လုပ်တယ်လို့ကိုကိုကိုလည်း remind လုပ်တယ်လို့သူများကိုလည်း remind လုပ်နေတာရှိရပေါ့နော်အဲ့တော့ဒီနေရာမှာတော့ကျွန်မကတစ်ခါလေးကြားလို့ရှိရင်ပြန်ရေးတာပြောရလိမ့်မယ်ရှိတယ်ဖတ်ဖို့လိမ့်မယ်အဲ့ဒါကြပါလဲဆိုကျွန်မကကိုကိုကိုခွင့်မလို့နိုင်တာမဟုတ်ကျွန်မကကိုကိုကိုခွင့်မလို့နိုင်တယ်အဓိကပါလဲဆိုတော့ ဒီလိုအားဖြင့်သိအောင်ပေါ့နော်ဒီလိုဒီလိုမျိုးဒီလိုလုပ်ရတယ်ဒီလိုအခက်အခဲကိုဒီလိုပုံစံနဲ့ကြော်ဖြတ်ရတယ်ဆိုတာလေးကိုကျွန်မက sharing လုပ်တာပေါ့နော်ဆိုတော့ဒါမတူဘူးနော်အဲ့တော့ကိုကိုခွန်းလို့ဖို့အတွက်မှာဆိုလို့ရှိရင်ကျွန်တော်ကဘာကိုပြန်တွေ့ရလဲဆိုတော့အဲ့ဒီရဲ့အသက်အရွယ်ခုနအဲ့ဒီအခြေအနေနေအဲ့ဒီပတ်ဝန်းကျင်ကိုကျွန်တော်အမြဲတမ်းပြန်ထည့်တွေ့ရတယ်ဆိုတော့ကိုကအခုချိန်အခုပတ်ဝန်းကျင်အခုအသိဉာဏ်နဲ့လိုက်စဉ်းစားနေတာတကယ်တော့လူတယောက်ဟာပေါ့နော် အသက်အရွယ်ကြီးနေလာတာနဲ့အမျှကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့အတွေးခေါ်တွေပုံစံတွေဟာပြောင်းအောင်ပြောင်းနေတနေ့တနေ့တည်းတနေ့လည်းမတူနိုင်တယ်လို့တနေ့ထက်တနေ့လည်းမတူနိုင်ဘူးပေါ့နော်။ဥပမာဖြင့်ကျမဆိုလို့ရှိရင်အော်ငါမနေ့ကအတွေးနဲ့ဒီနေ့အတွေးနဲ့တော့တူမှာပဲမဟုတ်ဘူး။တခါလေကြာရင်ထက်တွေးမိတဲ့အတွေးတွေစင်ပွားအတွေးတွေကမနေ့ကအထိလွဲမားနေတဲ့အတွေးတွေကိုပြုပြင်သွားနိုင်တာမျိုးလေးရှိနိုင်တယ်။အဲ့တော့လူဟာမသိမချင်းအတွေးနဲ့တတော်ပါ လူဟာမတိမချင်းအဖြစ်ပြက်တွေအမှားတွေအမှန်တွေနဲ့ထိတွေ့ရအောင်မဲ့တရားဖြစ်တဲ့ဒါကိုအမြဲတမ်းခေါင်းနဲ့ထည့်ထားမှာပေါ့နော်အဲ့တော့ဒီဟာမှာကိုကိုကိုခွင့်လွှတ်တတ်ဖို့ကနံပါတ်1အချက်ကအဲ့ဒီဒုံဃသာဆိုရင်အတွေ့ပေါ့နော်အဲ့ဒီဒုံဃသာဆိုတဲ့အတွေ့မှာအခုအခုရဲ့အတိညာနဲ့ရှင်ထိုးပြီးတော့အပြစ်မတင်လိုက်ဘူးပဲအဲ့တော့အဲ့ဒီအချိန်တုန်းကအဲ့ဒီအသက်ရွယ်ရဒီလောက်ပဲညံရှိလို့ဒီလိုလုပ်ခဲ့မိတာအဲ့ဒါအမှားမဟုတ်ဘူး နော်ပြီးတော့ခုနလိုကိုကိုထိန်းချောင်းပြီးမယ်ပတ်ဝန်းကျင်ကလည်းရှိချင်ရှိမယ်မရှိချင်လည်းမရှိနောက်ဆုံးရှိတယ်နားမထောင်ခဲ့မိကဲနားမထောင်ခဲ့ပြီးတော့ဖြစ်ခဲ့ပြီးသွားပြီဒါပေမဲ့ဘာလို့ရမလဲဆိုနားထောင်လိုက်ဖို့ပဲရှိတော့တယ်နောက်ပိုင်းမှာဒါကိုမှားတာကိုမှားတယ်လို့လက်ခံလိုက်ပြီးတော့အဲ့ဒီအရာတွေကိုထပ်မဖြစ်အောင်နေထိုင်ခြင်းစင်ကျင်ခြင်းအားဖြင့် ကိုကိုကိုခွန့်လုပ်ပြီးသားဖြစ်တယ်။နောက်ဘရောမထမဖြစ်စီရအောင်ဒါကခုနကလိုအချိန်၄အချိန်ခါ၄အညံ၄အသက်ရွယ်၄ကြောင့်ဖြစ်သွားတဲ့ကိစ္စတခုသားဖြစ်တယ်။ဘသူဘဲဝါရဲ့အပြစ်လည်းမဟုတ်ဘူး။ကိုဒီလည်းမသိလို့မှားခဲ့ပြီးသွားပြီ။ဒါပေမဲ့ဒီအမားကြီးကိုပြစ်ဆုံးပန်တီယူဆောင်ရထမားနေမယ်ဆိုရင်တော့ဒါဟာတေးကြတယ်။ကိုကိုကိုလည်းဘရောမခွန့်လုပ်နိုင်မှာမဟုတ်တလို့သူတပားကလည်းကိုကိုခွန့်လုပ်မှာမဟုတ်ဘူး။ကိုရဲ့ပတ်ဝန်းကျင်ဟာအရန်ကိုကျုံပါလိမ့်မယ်။ ဲ့တော့သူတစ်ပါးကကိုကိုခွန့်လွှတ်ခြင်းခွန့်မလွှတ်ခြင်းဟာနောက်ကိစ္စနံပါတ်1ကကိုကိုခွန့်လွှတ်ဖို့ ਨੇ နံပါတ်2အချက်တည်ကိုကိုတိုင်းဒီလိုအမှားမျိုးထပ်မလုပ်ဖို့ပြန်ယူကြည့်ပါရရှင်အဲ့တော့အဲ့ဒါကြီးအကုန်လုံးကိုအတိတ်ကိုအတိတ်မှာထားပြီးတော့ခုနကကိုယ့်ရဲ့လက်ရှိပစ္စုပန်အခြေအနေတွေအကြောင်းအရာတွေဖြစ်တည်မှုတွေနဲ့ရှင်းထိုးတွေးတောပြီးတော့စိတ်ဆင်းရဲနေရတဲ့လက်ရှိအချိန်မှာထပ်ပြီးတော့ စင်တူတဲ့အလားတန်တူတဲ့အမားတွေကိုထပ်မလုပ်မိဖို့ပဲလိုပါရရှင်အဲ့တော့အဲ့ဒါလေးကိုခေါင်းထဲထည့်ထားမှဆိုရင်ပတ်ဝန်းကျင်ကအတိတ်ကလေမြားပါမြားပါလို့ပြောနေလေဂယူဆိုင်စရာမလိုဘူးเนาะအဓိကကိုလွတ်မြောက်သွားပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်ကိုလည်းကိုဒီတိတ်ခေါင်းထဲထည့်တော့မှာမဟုတ်ဘူး ကြာလာတာနဲ့အမျှကိုယ့်ရဲ့အမှန်ကန်မှုနဲ့ကိုယ်ထပ်မလုပ်တော့ဘူးဆိုရင်အရာဘယ်သူမှသတ်တည်ထူစရာမလိုဘဲနဲ့ကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ခန္ဓာကသတ်တည်ထူသွားပြီးတော့ပြောနေတဲ့လူကြီးရဲ့ပါဇက်ကလည်းပိတ်သွားလိမ့်မယ်ကိုကိုယ်တိုင်းလည်းစိတ်ရောကိုယ်ပါစမ်းမချမ်းသာလာပါလိမ့်မယ်ရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်